အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့စပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ညာ7နာရီကျော်မှညာစာစားကြတဲ့မိသားစုဝင်များစွာရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါခွရှ်ဘူးရဲ့ဖခင်ဖြစ်သူကတော်တော်လေးစီကံကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်မိသားစုဝင်တွေအကုန်လုံးကလည်းသူ့ရဲ့စီကံအတိုင်းပဲလိုက်နာနေထိုင်ကြပါတယ်ညဆိုအစောကြီးအိပ်ပြီးမနက်ဆိုအစောကြီးထားတာကသူတို့အိမ်ရဲ့စီကံတွေရဲ့ကားတစ်ခုပါ ခုရှ်ဘူးလက်ချက်ပြီးနောက်ယကမအိမ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့တမမနက်9နာရီခန့်ကအိယာကနှုတ်ထလာပါရယ်အခုချိန်ထိအားလုံးကအိပ်ပျော်နေကြတော့ပဲသူကလည်းအိယာကနေမထသေးဘူးဘာလို့ရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲဟုတ်ပြီလေငါရေမိုးချော်ပြီးတော့မိဖို့ကန်နဲ့တွားလိုက်အောင်မယ်အားလုံးအိယာကမနှောခဲ့မှာပဲငါမုတ်တွေပါရယ်လှုပ်ထားလိုက်ကြောင်းမယ်ဒီလိုနဲ့တမမိဖို့ကန်နဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့လက်ဖေးနဲ့မုတ်တွေကိုပြင်ဆင်ထားလိုက်ပါရယ် ူမအလုပ်တွေအားလုံးပြီးသွားပြီးမနက်9:00နာရီခွဲသွားခဲ့ပေမဲ့ဘယ်သူမှအိပ်ရာကမထလာခဲ့ကြသေးပါဘူးခွရှ်ဘိုးကလည်းစဉ်းစားလိုက်ပါတယ်။အိုဖျားသခင်လွန်လိုက်ကြတာအခုချိန်ထိအိပ်ရာကနေတရားမှလည်းမထကြသေးဘူးဘလောက်ကြောင့်မှအိပ်ကြတာလဲအစားအသောက်တွေအားလုံးအေးသွားတယ်ဆိုလို့ရှင်တော့ဘလို့လုပ်မလဲငါကိုအားလုံးစူနေကြလိမ့်မယ်ဘလို့မဆိုဒီနေ့ငါဒီအိမ်ကိုရောက်လာတာပထမဦးဆုံးနေ့လေငါအခုအမေကိုသွားနှိုးလိုက်ရင်ကောင်းမယ်နဲ့တူရယ်နော် အားလုံးမင်္ဂလာဆောင်ထုံတက်ဆင်လာရီလုံနေကြပြီပြမန်းနေလို့အဲ့ရကမထနိုင်ကြသေးရပဲဖြစ်လိမ့်မယ်။ Coach Bo ကလည်းရခမဖြစ်သူရဲ့အခန်းထဲတတိတ်လေးဝင်သွားခဲ့ပါရီ။အခန်းထဲမှာရခထီနဲ့ရခမနှစ်ယောက်အောင်အိပ်ပျော်နေကြတော့ပါပဲ။ Coach Bo ကလည်းသူရခမကိုနှိုးပြီးပြောလိုက်ပါရီ။အမေရေအမေအမေချားတော်လေးအမေရဲ့မနက်မော်လေးနေပြီးအမေရဲ့ချားပါတော့။ရခမကကြောင်လန့်တကြအဲ့ရကနှိုးထပြီးအော်လိုက်ပါရီ။အမလေးတခုပြိုးတခုတခုချွေးမလေးကလည်းကြောင်လန့်သွားခဲ့ပါရီ။အမေရေအမေ ကျမပါရှင်အမေရဲ့ကျမပါကျမပါမိနာလေးချွေးမလေးရဲ့မနက်စောစစီနေငါ့အခန်းထဲမှာဘာလာလောက်တာတော့အမေရဲ့မနက်၈နာရီတော့မှထိုးတော့မယ်အိယာကားထပါတော့ကျမမနက်စာလည်းပြင်ဆင်လို့ပြီးသွားပြီတိလားမနက်စာရိအေးကုန်လိမ့်မယ်အမေအော်မနက်၈နာရီဘယ်သူကမနက်စာစားမှလဲချွေးမလေးရဲ့ငါတို့အိမ်မှာမနက်၁၀နာရီမထိုးမချင်းဘယ်သူမှထပြီးတော့မနက်စာစားကြတာမဟုတ်ဘူးကဲတော့တော့တော့နေလဲတော့အိတ်လိုက်တော့၉နာရီကျော်တော့မှငါတို့ပြန်လာနှုန်းချွေးမလေးကလည်းတိတ်တိတ်လေးအခန်းလေးကနေထွက်ခွာသွားခဲ့ပါတော့လေ သူရဲ့လင်ကြီးမနှစ်ယောက်လုံးကလည်းအခုချိန်ထိအိပ်ပျော်နေကြတော့ပါပဲ။ဆယ်နိုင်ထိုးတဲ့အချိန်ထိမနှက်စာရီအားလုံးကတော့အေးသွားခဲ့ပါပြီ။ဘလို့ဖြစ်တာလဲချွေးမလေးရဲ့နေ့အိမ်မှာမနှက်စာကိုညကလေးကကြိုးပြီးလှုပ်ထားတတ်ကြတာလား။ငါတို့ကတော့ပလာတာအကြံတွေကိုစားနေရတယ်လို့မျိုးခံစားနေရတယ်ဟေ့။လက်ဖေးကရောဘယ်ဟိုရောက်သွားတာလဲ။တောင်းမှပါရဲ့အမေရဲ့ကျမတကယ်မသိလိုက်လို့ပါနော်။ဒီမှာမိသားစုတွေအကုန်လုံးကမနှက်စာကိုနောက်ကျမှစားတတ်ကြတယ်။တော်ပြီတော်ပြီဒီလောက်အေးစနေတဲ့အစားအသောက်တွေကိုငါတို့မစားတတ်ဘူးဒီကနေအမြန်ဆုံးရှုသွားလိုက်တော့ ခဏလေးပါအမေရဲ့ကျမမနှက်ဆောက်တွေအကုန်လုံးကိုပြန်ပြီးနှွေးပေးမယ်နော်။တနောက်စီကောင်တဲ့ခွရှ်ဘူကတော့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအကုန်လုံးတဲတဲ့ရှည်တုံးဖြစ်သွားခဲ့ရပါတယ်။သူမလည်းစိတ်ပြက်ဝမ်းနေစွာနဲ့အခန်းထဲကိုပြန်သွားလိုက်ပါတယ်။ခွရှ်ဘူရဲ့မင်းဘာလို့ဒီလောက်တောင်စိတ်ပြက်ဝမ်းနေနေရတာလဲ။ဘာမဟုတ်တဲ့ကိစ္စလေးအကြောင်းနဲ့ဒီလောက်တောင်စိုးရင်ပူပန်နေစရာလည်းမလိုပါဘူး။မင်းနောက်နေကြလို့ရှင်တော့အစောကြီးမထားနဲ့အေးအေးဆေးဆေးနောက်ကြမှထားလိ။မင်းနောက်ကြမှထားရတယ်ဆိုတော့မင်းအတွက်လည်းကောင်းတာပေါ့ကွာ။ယောက်ျားရဲ့ကျမအလောက်ထိအကြာကြီးအဲ့ရပေါ်မှာမနေနိုင်ဘူး။ ကျွန်မမနဲ့မော်လဲအစောကြီး9နာရီထားတဲ့အကျင့်ရှိရယ်။အဖေပြောတဲ့စကားကိုလည်းကျွန်မနားထောင်ရသေးရဲ့လေ။အဖေကပြောတယ်။အဲ့ရနောက်ကြမှာထားလို့ရှင်တော့အင်ကိုရောက်ရှိလာတဲ့ကောင်းကျင်းမင်္ဂလာတွေအကုန်လုံးကပြန်သွားတတ်တယ်။အော်ခွှရှုရယ်ငါလည်းတို့အကုန်လုံးကိုပြောင်းလဲအောင်လုပ်လို့မရဘူးလေကွာ။မင်းတယောက်တည်းကတို့နဲ့မတူတာဆိုတော့မင်းကပဲပြောင်းလဲပေးရလိမ့်မယ်။ဒါနဲ့ကျွန်မအားလုံးကိုပြောင်းလဲဖို့အတွက်ကြိုးစားမယ်ဆိုရင်ဒါတော့မင်းရဲ့သဘောဆန္ဒအတိုင်းပဲမင်းလှုပ်ချင်တာကိုသာလှုပ်လိုက်တော့ခွန်ရှိုးကတော့ဒါကိုနည်းနည်းလေးမှသဘောမကျပါဘူး မနက်စာကို10နာရီနဲ့လယ်စာကို3နာရီညစာကိုတော့12နာရီလောက်မှစားကြတာပါ။ဒီမှာဒီအိမ်ကိုရောက်လာတာတပတ်လောက်ကြာမြင့်သွားခဲ့ပြီးမိသားစုတွေအကုန်လုံးကဒီပုံစံအတိုင်းပဲနေထိုင်ကြပါရည်။ coach ဘိုးကတော့အစားအသောက်ကိုအများစားပြီးအချိန်နဲ့ပဲအိပ်ချင်ပါရည်။တခါတလေကြာရင်တော့ဒီမှာဘာမှစားမနေတော့ဘဲနဲ့ပဲအိပ်ပျော်သွားတတ်ပါရည်။ချွေးမလေးရေဒါဘာလောက်တာလဲ။နင်းအလုံးမလောက်ချင်လို့အစောကြီးအိပ်ပျော်သွားတာလား။အခုဆိုရင်တော့နင်ကအိမ်ကိုရောက်လာတဲ့ချွေးမအစ်တက်လေးမဟုတ်တော့ဘူးလေ။ ချွေးမအကြီးဆိုလို့ရှင်တော့ညတနာရီအထီမိဖို့ကန်တဲ့ကားနေထွက်ရတယ်လို့ကိုမရှိဘူးခွန်ရှိုးကလည်းစဉ်းစားနေခဲ့ပါတယ်ဒီမိသားစုတွေအကုန်လုံးကိုမနက်၈နာရီလောက်မနက်စာထဆောင်လို့ဘလို့လောက်ရှင်ကောင်းမလဲဒီအချိန်မှာသူကလည်းအိမ်မှာချိတ်ဆွဲထားတဲ့ရဇက်ရဲ့အဖိုးနဲ့အဖွားရဲ့တပုံကိုမြင်တွေ့သွားခဲ့ပါတယ်သူကပြောလိုက်ပါတယ်အဖိုးနဲ့အဖွားရဲ့ဒီမှာကြည့်ပါဦးအဖိုးနဲ့အဖွားရဲ့မြေးချွေးမလေးဘလောက်တောင်မှဒီမှာဒုက္ခတွေခံနေရလဲဆိုတော့ကိုတွေးကြနေမဟုတ်လားကျမတို့တခုခုအကူအညီပေးပါအောင်ရှင် ဒီအချိန်မှာသူမကိုရိုင်းအကြံတစ်ခုရရှိသွားခဲ့တဲ့အတော့အခန်းထဲကိုပြေးဝင်လာခဲ့လိုက်ပါတယ်။ဒါနဲ့ရဂျတ်အိမ်မမိသားစုတွေအကုန်လုံးညစာကိုဆော့ဆော့ဆားဖြစ်သွားအောင်ကျမတခုခုလုပ်မှဖြစ်မယ်။ကျမဟန်ဆောင်လညာစရာတခုရှိတဲ့အားလုံးကျမအကူအညီပေးရမယ်နော်။ရှင်ရဘလို့လုပ်မလို့လဲ။ဒီမှာကျမကိုရိုင်းအဲ့ဒီအကြံစီတွေအကုန်လုံးကိုကြံစီထားတာတရေဖြစ်ချင်အောင်ကျမဟန်ဆောင်လိုက်မယ်။ရှိုက်တော့မရိုင်းနဲ့နော်။တရေဆိုပြီးတော့ထားရိုက်ကြရင်တော့ကျမပဲဒီမှာတကယ်ပါပဲကွာမင်းဘာလုပ်မလို့လဲ။ တရက်မှာတော့လင်ကြီးမှ၃ရက်လုံးညာ၁၂နာရီမြို့ကန်ထဲမှာထမင်းဟင်းချက်ပြုံးနေခဲ့ကြပါတယ်။ဒီချိန်ရုတ်တရက်ကြီး Coach Bo ကညီပေါ်မှာထားထိုင်လိုက်ပါတယ်။သူကအယူလိုမျိုးရီလိုက်ငိုလိုက်လုပ်နေခဲ့ရပါ့။သူမရဲ့ထူးဆန်းတဲ့ပုံစံကိုတွေ့ခဲ့ရတဲ့အခါမှာအားလုံးကလည်းကြောင်းလန့်ကုန်ကြပါတယ်။သူမလုံးနေတဲ့ပုံစံတွေကသူမရဲ့ခန္ဓာကိုယ်မှာတရေတကယ်ကိုဝင်စိနေတဲ့လိုပုံစံပါပဲ။ချွေမအကြီးနှစ်ယောက်လုံးကကြောက်လန့်တကြနဲ့ရခမရဲ့အခန်းထဲကိုဝင်သွားခဲ့ပါရဲ့။အမေရေအမြန်လာပါအောင်အမေရေအမြန်ဆုံးလာခဲ့ပါအောင်။ ခွရှိုးကိုပေါ်မှာတရဲတွေဝိညာဉ်တွေများရှိနေတာလားမသိပါဘူးရခမလည်းကြောက်လန့်ပြီးတော့ပြောလိုက်ပါတယ်ဘာပြောတယ်တရဲတဆစ်ရီရဲ့ဝိညာဉ်တွေနင်တို့နှစ်ယောက်သားဘာတွေကိုထပ်ပြီးတော့ပြောနေကြပြန်ပြီလဲအမေစကားတွေအားလုံးကိုဒီကနေပြီးတော့ပဲအမေကပြောမှလားကျမတို့နဲ့အတူတူမိဖို့ခံတဲ့ကိုလည်းဝဲကြည့်ပါအောင်သူဘာတွေဖြစ်နေရလဲဆိုတာကိုအမေကိုယ်တိုင်သိသွားလိမ့်မယ်အားလုံးကလည်းမိဖို့ခံနဲ့ဝင်သွားပြီးကြည့်ခဲ့တဲ့အခါမှာခွရှိုးကတော့သမင်ဖာလာကြီးချပြီးသမင်းတွေထည့်စားနေခဲ့ပါတယ် သူမရဲ့ဒီထူဆန်တဲ့ပုံစံကိုတွေ့ခဲ့ရတဲ့အခါမှာရခမဖြစ်တော့လေကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ရခမကိုယ်တိုင်ကချွေမငယ်စုံလေးကိုစကားပြောကြည့်လိုက်ပါတယ်။ချွေမလေးရေချွေမလေးနေဒီမှာဘာဖြစ်လို့ဒီပုံစံကြီးထိုင်ပြီးထမင်းစားနေရတာလဲ။ခွန်ချိုးကထမင်းပကံကိုလွှဲပြပြီးပြောလိုက်ပါတယ်။ဒီမှာငါကနေရဲ့ချွေမလေးမဟုတ်ဘူး။ငါကနေရခမပဲကြားလာရခမရခမနေဘလို့ဖြစ်ပြီးတော့ဒီပုံစံအတိုင်ကအရှိကိုရောက်လာခဲ့ရတာလဲ။နေမမြင်ဘူးလား။ငါရဲ့ဘေးတဲ့တဲ့နာမှာနေရခွက်ထီးလဲထိုင်နေရလေ။ နေအမြန်ဆုံးခေါင်းမိခြုံလိုက်မဟုတ်ရင်တော့တေဘောတော်ပြန်ချလိုက်တော့အမြန်လို့လေဘာရဲ့ကြည့်နေရလဲမိနာကချက်ချင်းပဲခေါင်းမိခြုံလိုက်ပါလေဒီနောက်သူရဲ့ရခမဖြစ်သူကလည်းချွေးမအကြီးနှစ်ယောက်ကိုပြောလိုက်ပါလေချွေးမတို့ရေအမြန်သွားအမြန်သွားအိမ်မှာရှိတဲ့ကြားသူတွေအကုန်လုံးကိုအမြန်ဆုံးသွားခေါ်လာခဲ့အခုငါအရန်ကိုကြောက်ရွံ့နေပြီဘယ်သူမှဘယ်ဟောမှသွားစီရမလို့ဘူးနေတို့အားလုံးငါပြောစီရရှိတယ်နေတို့ညဆွနှိုက်ထိုးမှဘာဖြစ်လို့ညစာကိုစားတော့ကြတာလဲ ဒီလိုစီမံစည်းကမ်းတွေကိုဘယ်သူကလုပ်ခဲ့တာလဲငါကတော့နေ့ုံဒီလိုမျိုးမတင်ပေးခဲ့ပါဘူးချွေးမရဲ့ငါဒီအိမ်မှာအသက်ရှင်နေစဉ်ကာလတုန်းကဆိုရင်တော့မိသားစုဝင်တွေအကုန်လုံးည၈နာရီ၈နာရီခွဲဆိုရင်တော့ညစာကိုစားတော့ကြတာပဲညစာထမင်းဟင်ချက်ပြုတ်နေခဲ့တဲ့အချိန်မှာချွေးမတွေကပဲအလုပ်တွေအကုန်လုံးကိုတေးချလုပ်တော့နေမမေ့သေးတယ်မလားငါနဲ့နေရခွတ်ကြီးနေရအောင်ဆိုတော့အပေါ်ရမှာပဲအေးအေးဆေးဆေးသွားထိုင်နေကြတာလीနေမသိဘူးလားည၇နာရီဆိုတာကလူတွေအစားစားတောက်ရတဲ့အချိန်မဟုတ်ဘူး မကောင်းဆိုးဝါးတွေတရဲတွေတဆဲတွေအစားစပြီးစားတောက်ကြတဲ့အချိန်ပဲနေတို့ကတော့ငါတို့ကိုမေးတောင်မမေးဘဲနဲ့စားတောက်နေလိုက်ကြတာများအားလုံးကလည်းအတော်လေးကိုကြောင်ရင်ကြောင်လှောက်သွားခဲ့ကြပါတယ်။အော်အမေကျွန်မမသိခဲ့လို့ပါအမေရဲ့အမေဘာဖြစ်လို့ကျွန်မကိုပထမတည်းကမပြောပြရတာလဲ။ညာဆန္ဒနာကြီးဆိုတာကတရဲတွေထမင်းစားတောက်တဲ့အချိန်ဆိုတာကိုကျွန်မတကယ်မသိခဲ့ဘူး။ဒီနေ့ဆက်ပြီးတော့ကျွန်မတို့ညာဆန္ဒနာကြီးထမင်းမစားကြတော့ပါဘူး။စားပါချွေးမလေးရဲ့ညာစာကိုတော့ညာဆန္ဒနာကြီးမှစားကြ။ဒါပေမဲ့ ဒါပေမဲ့ဘာလဲရင်ဒါပေမဲ့ဘာဖြစ်လို့လဲငါစိတ်ဆိုတာတခုကတော့ငါတို့ရှိနေတဲ့ဒါနဲ့ငါတို့ဒီမှာထိုင်နေရပြီးနင်တို့အားလုံးကအေးအေးဆေးဆေးအပြင်ထွက်ပြီးစားတောင်းနေကြတယ်ကဲအဲ့ဒါကြောင့်နေငါနဲ့အတူတူလိုက်ခဲ့တော့တခါတည်းငါနဲ့အတူတူလိုက်လာခဲ့ငါတို့တရေတွေသစေတွေအားလုံးနဲ့အတူတူထိုင်ပြီးတော့ညစာစားတော့ကြမယ်ဒါဆိုလို့ရှင်တော့တတော်လေးကိုပြောစရာကောင်းပါပဲပြောဆိုပြီးနောက်မှာတော့ခွန်ရှိုးကလည်းအတန်အကျဲကြီးနဲ့ရှီမောင်းနေခဲ့ပါတယ်ခဏနေတော့ရာဇတ်နဲ့သူရဲ့ဖခင်ဖြစ်သူနှစ်ယောက်စလုံးရောက်ရှိလာခဲ့ကြပါတယ် ချွေမလေးရဲ့ဒီပုံစံကိုတွေ့ခဲ့ရတဲ့အခါမှာသူတို့အားလုံးနည်းနည်းကလေးရောလမ်းဖြန့်သွားခဲ့ကြပါရဲ့အဖွားဘယ်ချိန်တည်းကကျွန်တော်တို့ရဲ့အိမ်ကိုရောက်နေရတာလဲကျွန်တော်တို့လည်းမသိရပါလားတားရဲ့အဖွားဘယ်ကောင်မှသွားခဲ့တာမဟုတ်ပါဘူးအဖွားကနေ့စဉ်နေတိုင်းည7နာရီဆိုလို့ရှင်တော့မိဖို့ခန်းထဲကိုဝင်လာနေကြပဲနေတော့စားတော့ပြီးသွားပြီဆိုလို့ရှင်တော့ငါတို့လည်းသွားလိုက်ကြတယ်ခလေးတွေစားတော့နေရကိုတွေ့ရတော့ငါတို့လည်းဘိုက်ဝသွားတာပေါ့သွားပါတော့အမေရဲ့သွားပါတော့အမေအခုသွားတော့နော်ကျမတို့ဒီနေ့ကစပြီးရောည7နာရီဆိုရင်တော့ညစာကိုအပီစားထားလိုက်ကြပါမယ် ကျမရဲ့ချိန်မငယ်လေးကိုလှုပ်ပေးလိုက်ပါတော့ရှင်။ဒီလိုနဲ့ခဏကြာမှတော့ coach book ကပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါရီ။ချိန်မလေးရဲ့ချိန်မလေးနဲ့အဆင်ပြေရလားအဆင်ရောပြေရလား။ coach book ကလည်းမျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက်မှတော့ပြောလိုက်ပါရီ။ဟုတ်ကဲ့အမေကျမအဆင်ပြေပါတယ်အမေရဲ့ကျမဘာဖြစ်သွားလို့လဲ။ကျမဘာမှလည်းမဖြစ်ပါဘူး။အမေတို့ပုံစံကိုကြည့်ရတာတတော်လေးကိုစိုးရင်ပုံပန်နေရဲ့ပုံစံပဲ။အမေတို့အားလုံးဘာဖြစ်နေကြတာလဲ။ဒါနဲ့အားလုံးပဲထိုင်ကြပါရှင်။ကျမအားလုံးစားဖို့အတွက်ထမင်းဟင်းတွေကိုခိုးခတ်ပြင်ဆင်ပေးလိုက်မယ်နော်။ ရခမဖြစ်သူကလည်းသူရခမဖြစ်သူအခုနပြောသွားတဲ့စကားတွေကိုပြန်လည်သတိရနေခဲ့ပါတယ်။အရက်ခမိုးမှာထိုင်ပြီးစောင့်နေတယ်ဆိုတော့ကိုသူကသတိရသွားတဲ့အခါမှာလန့်သွားပါတယ်။နိုင်ကိုကြိလိုက်တာနဲ့ည7နာရီကျော်တီထုံးနေခဲ့ပါပြီ။ကြောက်ပြီကြောက်ပြီငါဘိုင်းမစားတော့ဘူးငါလုံးဝဘိုင်းမစားတော့ဘူး။ကဲအားလုံးနောက်ထောင်ကြမနှက်ပြန်ကြရင်ညစာကိုစစောစစီချက်ကြတော့အားလုံးပဲအခုကြားကြရမလား။နေတို့ရဲ့အဖိုးနဲ့အဖွားကညာ7နာရီညစာစားတာကိုသဘောကျကြတာမဟုတ်ဘူး။ ရင်းလျားစပြီးရောညာ7နာရီကြီးပဲဒုမညာစွာမစားကြတော့ပါဘူး။ကဲဘယ်လိုလဲအဖွားရဲ့တရေ။အခုမင်းအရှမ်းကိုဝမ်းသာပျော်ရွှင်သွားပြီမလား။အရာအလုံးကိုပြန်လဲအဆင်ပြေသွားအောင်လို့မင်းလှုပ်ပေးနိုင်သွားခဲ့ပြီ။ရှင်သာကျမနဲ့အတူတူအားမပေးခဲ့ဘူးဆိုရင်တော့ကျမလည်းဂျာရီကိုလုံနိုင်မယ်မထင်ပါဘူး။ရှင်ကတကယ်အရှမ်းကိုကောင်းတယ်တိလာရချက်တည်း။အေးဂျာရောငါဟုတ်တယ်ဒါပေမဲ့မင်းလည်းအရှမ်းကိုကြောက်တာနော်။ဒီလိုနဲ့ခွတ်ဘူးကလည်းတယောက်ကြောက်ကိုဖတ်ချခဲ့ပါရီ။နှစ်ယောက်သာစိတ်အေးသက်သာစွာနဲ့အိပ်ပျော်သွားခဲ့ကြပါရီ။ အိန္ဒိယစပိမတော်စွင့်တွေအကုန်လုံးကညစာကိုစစောစားပြီးအိယာဝင်ခဲ့ကြပါရည်။ညကိုစစောအိယာဝင်နေနောက်မှာတော့မနက်ကိုလည်းအစောကြီးထားသွားနိုင်ခဲ့ကြပါပြီ။နောက်ထပ်တင်စပေးသွားမယ့်ခလေးပုံမြင်လေးကတော့ရောင်မရဲ့စိုးသွန်းလုံးနဲ့ခလေးများဆိုတဲ့ပုံမြင်ပဲဖြစ်ပါရည်။အမေတမီးဒီနေ့အံ့ဩပြန်လာခဲ့မယ်။ရောင်မကိုတခါရေပြောထားလိုက်တော့တမီးလာနေရဆိုတော့ချမင်းဟင်ကောင်းကောင်းချက်ပြုတ်ထားလိုက်ပါလို့။တမီးဒီမှာချမင်းဟင်ချက်ပြုတ်နေမယ်ဆိုလို့ရှင်တော့အလုပ်တွေကတော်တော်လေးကိုပိုးသွားလိုက်မယ်အမေ။ ဒီမှာကတော့မိသားစုဝင်တွေကအများကြီးပဲလေအားလုံးအတွက်လှုပ်ရတာတိတ်ပမန်းတာပဲပြောဆိုပြီးနောက်မာရီယာကလည်းဖုန်းချပြလိုက်ပါရဲ့သမီးလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအနီတာကလည်းချွေးမလေးကိုအတန်ပေးပြီးပြောလိုက်ပါရဲ့ကဲချွေးမလေးဒီနေ့ငါ့ရဲ့သမီးလေးအင်ကိုပြန်လာလိမ့်မယ်အားရကြောင့်သူ့အကြွမဟုတ်လို့ထားလိုက်ပါအောင်နော်ကိုမလေးကလည်းစိတ်ပြတ်သွားခဲ့ပြီးတော့ပြောလိုက်ပါရဲ့ဒုက္ခပဲပြီးခဲ့တဲ့တစ်ပတ်ကတော့ကလည်းသူ့အင်ကိုလာသွားသေးတယ် ငါမှလည်းအလုပ်တွေအများကြီးရှိတယ်။ငါမှလည်းခလေးတွေရှိတယ်။ငါတယောက်တည်းဒီအလုပ်တွေအားလုံးဘယ်လိုလုပ်ရမလဲ။ငါလည်းမိဘအိမ်ကိုပြန်သွားလို့ရှိရင်တော့ရနေရပဲလေ။ဒီပုံစံတိုင်းမိဘအိမ်ကိုခဏနေတိုင်းပြန်သွားနေတော့အိမ်မှာရှိတဲ့အလုပ်တွေအားလုံးကိုဘယ်သူကလုပ်မလဲ။နောက်ထပ်နှစ်နာရီလောက်ကြာမြင့်သွားခဲ့တဲ့အခါမှာရီယာရောက်ရှိလာခဲ့ပါရဲ့။ရှောင်းမရဲ့ကျမလာရင်လာရင်လည်းတော်တော်လေးပြင်ပန်းသွားတယ်ဒီလား။အခုအနားယူခြင်းစိတ်တောင်းဖြစ်တယ်။ရှောင်းမကိုတွေ့တဲ့အခါတိုင်းကျမစဉ်းစားမိတာတစ်ခုရှိတယ်။ဒီလောက်ထိများတဲ့အလုပ်တွေအကုန်လုံးရှောင်းမတယောက်တည်းဘယ်လိုမျိုးလုပ်လိုက်တာလဲ။ အမရေကျမလည်းဒါရီအကုန်လုံးကိုလုပ်နေကြဆိုတော့အကျင့်ဖြစ်သွားတယ်မပင်မန်းဘူးဆိုတာကတော့ဘယ်ဟုတ်ပါမလဲလေပြောပြီးနောက်မှာတော့ကိုမိုင်ကလည်းသူမခောက်ထားတဲ့အင်ကြီးတွေကိုစီနေခဲ့ပါတယ်အင်ကြီးတွေကိုမိဖို့မတိုက်ပဲနဲ့သိန်းနေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာတော့ရီယာပြောလိုက်ပါတယ်ရှောင်းမရေအဝတ်စားတွေကိုခောက်ပဲခောက်လိုက်တာလားမိဖို့လည်းမတိုက်ဘူးဟုတ်တယ်မိဖို့ကပြက်နေရဲအဲ့ဒါကြောင့်မိဖို့မတိုက်တော့တာဘလို့ဖြစ်တာလဲရောင်မရေရောင်မလက်ထပ်ပြီးအင်ကိုရောက်လာတဲ့အချိန်မိဖို့အင်ကသူတွေကမိဖို့လေတော့မထည့်ပေးလိုက်ဘူးလား ကျမဖေကတော့ကျမဒီအိမ်ကနေသွားနေတဲ့အချိန်မှာကျမကိုအများကြီးထည့်ပေးလိုက်တယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကိုမလူဝမ်းနဲ့သွားခဲ့ပါတော့တယ်။ကျမဆင်းရဲတဲ့အိမ်ကမွေဖွားလာခဲ့တဲ့မိန်းကလေးတယောက်ဖြစ်တဲ့အတွက်လက်ထပ်ပြီးနောက်ပစ္စည်းတွေအများကြီးမျိုးဆောင်းလာနေခဲ့ပါဘူး။ရှောင်းမရဲ့စိတ်မဆိုးပါနဲ့ကျမဒီအတိုင်းပဲစားနောက်ပြီးတော့ပြောလိုက်ကြပါရှင်။ဒီနောက်မှာတော့ကိုမလကလည်းမုတ်တွေကိုစတင်ကြောခဲ့ပါရဲ့။ရီယာလည်းမိဖို့ခံနေဝင်လာခဲ့ပြီးတော့ပြောလိုက်ပါရဲ့။ကြည့်ပါဦးရောင်မရဲ့ဟောမအခွက်အစ်စ်လေးတွေပါလား။ ီခွက်အစ်စ်တွေကိုဘယ်ကနေပြီးတော့ဝယ်လာခဲ့ရလဲ။ဝယ်လာခဲ့တာမဟုတ်ပါဘူး။အမရဲ့အမရဲ့အကိုလက်ဆောင်ရတာနဲ့အိမ်ကိုယူလာခဲ့ရလေ။ဒါဆိုရင်တော့ကောင်းပြီရောက်မှရေ။ကျမအိမ်ပြန်ရင်တော့ဒီခွက်တွေကိုယူသွားလိုက်မယ်။ကျမအိမ်ကခွက်တွေကတော်တော်လေးကိုဟောင်းနေပြီလေ။ရှားတယ်လေယူသွားလိုက်ပါ။ယူသွားလိုက်။ထမင်းဟင်းတွေကလည်းချက်လို့ပြီးသွားပြီ။ဒါဆိုရင်တော့အရင်ဆုံးထမင်းစားလိုက်နော်။အင်းထမင်းစားမယ်ဆိုပြီးထိုင်တော့မှခလေးတွေကိုတတိယလိုက်တာခလေးတွေမရှိတော့စားလို့တောက်လို့လည်းမဝင်ပါဘူး ခလေးတွေကိုအတူတူခေါ်လာခဲ့ခြင်းနဲ့ဒါပေမဲ့လည်းသူတို့ကအကြောင်းသွားရတာနဲ့ကျူရှင်သွားရတာနဲ့အားလုံးအရာကိုအလုံးများနေကြတာဆိုတော့ကျမလည်းသူတို့ကိုအိမ်မှာပဲထားခဲ့လိုက်တော့တယ်။မုတ်တွေကအဲ့လိုထိအရသာရှိရလဲမဟုတ်ပါဘူးလေ။ဒါနဲ့ကျမကလေးတွေအတော်တခါလေးထည့်ပေးလိုက်တော့ကျမအိမ်ပြန်ရှူသွားလိုက်မယ်။အိမ်ကမိသားစုဝင်တွေစားဖို့အတော်ကြံတော့ကြံလေးရမလား။ရပါတယ်။တမီးရဲ့တမီးယူခြင်းနဲ့ဆိုရင်တော့ရှူသွားလိုက်လေ။အမေစားဖို့အတွက်မရှိတော့ဘူးဆိုလို့ရှင်တော့ချွေးမလေးနောက်ထပ်ရိုတီတွေကိုလှုပ်ပေးလိုက်လိမ့်မယ်။သူတို့ကတော့အိမ်မှာထမင်းကိုနည်းနည်းစည်းပဲစားကြတာ။ နေ့စဉ်နေ့တိုင်းအခုလိုဖြစ်ပြနေခဲ့တဲ့အခါမှာတော့ထွေးမလေးလည်းအရန်ကိုစိတ်ပြနေခဲ့ပါရီဖြစ်နိုင်ဒီကနေ့တမအဝေးအဆောင်ကိုထွက်ပြေးသွားခြင်းနေခဲ့ပါရီတပတ်လောက်ကြာမြင့်သွားခဲ့ပြီးတဲ့နောက်မှာတော့ထွေးမလေးရဲ့ငါ့ရဲ့သမီးလေးရီယာဟင်းထမင်ချက်နေနဲ့လက်ထိသွားတယ်ဓာရှသွားတာဆိုတော့အလုံးမလုံးနိုင်တော့ဘူးလေသူဒီမှာနှစ်ရက်သုံးရက်လာနေလိမ့်မယ်ဒီစကားကိုကြားရတဲ့ကွန်မန်လဲခေါင်းတွေမူလာခဲ့ပါရီသူကလည်းအိမ်မှာရှိတဲ့ပစ္စည်းတွေကိုတင်ဆက်နေခဲ့ပါရီသူမိမအခုလိုဖြစ်နေအောင်ကိုတွင်မြင်ခဲ့ရတဲ့အခါမှာယောက်ျားဖြစ်သူလဲမေးလိုက်ပါရီ ဘာဖြစ်တာလဲမိမရဲ့မင်းဘယ်ကိုသွားမလို့လဲဒီလောက်ထိပစ္စည်းတွေအကုန်လုံးကိုမင်းလိုက်သိမ်းနေတာဘာဖြစ်လို့လဲမိဘအိမ်ပြန်မလို့လားမဟုတ်တာရှင်ညီမအိမ်ကိုပြန်လာနေရလေမနေ့ကပဲကျမရှော့ပင်ထွက်ပြီးပြန်လာခဲ့တာကျမရဲ့အဝတ်အစားတွေကိုတော့သူတွေ့သွားလို့ရှင်တော့ဒါရီအားလုံးကိုယူသွားလိမ့်မယ်ကျမသူ့ကိုညှင်းပယ်လို့လည်းရတာမဟုတ်ဘူးကျတော့ကိုရိုင်းကလည်းသူညီမရဲ့အကျင့်ကိုကောင်းကောင်းသိတဲ့အတွက်ပါဇက်ပိတ်ပြီးနေခဲ့ပါတယ်နောက်နေ့မှာရီယာကသူ့ရဲ့ခလဲတွေခေါ်ပြီးအိမ်ကိုရှောက်လာခဲ့ပြီးနောက်မှာတော့အမေကိုပြောလိုက်ပါတယ် အမေသမီးတီကိုခဏခဏလာနေရရောင်းမစိုက်တော့လည်းမစိုးပါအောင်နော်ဒီအိမ်ကသူ့ရဲ့အိမ်မို့လို့လားဒါကငါရရဲ့အိမ်ပဲငါတို့သမီးလေးကိုငါတို့ကြိုက်တဲ့အချိန်ခေါ်မှာပေါ့နေဘာမှအရန်ကြီးလဲစောရင်ပူပန်မနေနဲ့ကောင်းတယ်မေးကောင်းတယ်အမေကတော့သမီးစိတ်ထင်မှရှိနေတဲ့စကားတွေအကုန်လုံးကိုပြောပြလိုက်ကြပဲဒီအိမ်ကသမီးရဲ့မိဘတွေပိုင်တဲ့အိမ်ပဲလေဒီတော့သမီးကြိုက်တဲ့အချိန်ကြီးကိုလာလို့ရတာပေါ့သူကဘယ်သူမို့လို့သမီးဒီကိုလာတာကိုစိတ်ဆိုးရမှာလဲနော်ခလေးတို့ရေဘာဖြစ်လို့ဒီနေရာမှာစူညံနေကြတာလဲအဲ့လောက်ထိလဲစူညံမနေကြနဲ့လေ ကဲတော့တော့တော့နင်တို့အတော်ရဲ့အခန်းထဲကိုဝင်သွားအဲ့ဒီအခန်းထဲမှာအဲကွန်လည်းတက်ထားတယ် TV လည်းရှိတယ်အေးအေးစစ်စစ်အဲ့ဒီမှာပဲသွားပြီးတော့ဆော့ကြအမေတို့ဒီမှာထိုင်ပြီးစကားပြောလိုက်အောင်မဲအမေနဲ့အဖွားကိုလာပြီးမနှောက်ရှက်ကြနေတော့ကြားလားဒါနဲ့နေတော့အတော်ကိုအထဲမှာသွားပြီးပြောလိုက်အောင်အမေရောက်နေတယ်လို့အဲ့ဒါကြောင့်အမေနဲ့အဖွားစားဖို့အတော်လက်ဖေးနဲ့မုတ်ကြီးဘာတွေယူလာခဲ့ပေးပါအောင်လို့သွားအမေရဲ့ကျမလက်ချသွားတယ်ဆိုတော့ကအကြောင်းပြကြတတ်တတ်ပဲတီလားခလေးတွေကအကြောင်းပဲရရှိဆဲရတောင်မှရထားတာလေ ကြောင့်ကျမလည်းဒီမှာအနားယူမယ်ဆိုပြီးတော့ထွက်လာခဲ့လိုက်ကြမေအေးကောင်းတယ်တမီးရေကောင်းတယ်ဒီမှာနေအေးအေးဆေးဆေးနေရီယာရဲ့ခလေးရောက်ရှိလာခဲ့ပြီးနောက်မှာတော့ကိုမလေးရဲ့အခန်းတစ်ခုလုံးကိုရှောက်ပွားနေအောင်လုပ်ပြခဲ့ပါတယ်ကိုမလေးကလည်းထော်ရီအားလုံးကိုတွေ့မြင်သွားခဲ့တဲ့အခါမှာတတော်လေးစိတ်ဆိုးဒေါသထွက်သွားခဲ့ပါတယ်သူမတရားလို့အလို့တွေကိုလုံနေလုံနေနဲ့ပမန်းသွားခဲ့ပါရဲ့ညနေခင်းထမင်းစားဖို့ထိုင်တဲ့အခါမှာရီယာပြောလိုက်ပါရဲ့ရှောင်းမကြီးအာလူပလာတာကိုဘလို့မျိုးကြီးလောက်ထားရလဲရှင်တစားမှစားလို့လည်းမကောင်း ဒီထက်ပိုကောင်းတာကတော့ဘဲဟင်းနဲ့ထမင်းပဲလောက်ရင်တော့ပိုပြီးအရသာရှိအောင်မယ်ကျရာကပလာတာကိုစားပြီးနောက်မှာတော့ပြောလိုက်ပါတယ်မဟုတ်ဒါရီယာရဲ့နင်ထပ်ပြီးတော့စားကြည့်ပါအောင်ကွာပလာတာတကယ်အရန်စားကောင်းပြီးတော့အရသာရှိတယ်အမေအမေလည်းစားကြည့်အောင်လေအမေကလည်းစားပြီးနောက်ပြောလိုက်တာပေါ့ကဲသမီးရဲ့စားလဲစားကြည့်ပါအောင်ဟဲ့နင်ကလေသူ့ထည့်ထားတဲ့မစလာတွေကတိတ်မကောင်းဘူးဆိုပေမဲ့စားလို့ရတယ်စားလိုက်ဒီစကားကိုကြားခဲ့ရတဲ့ခါမှရီယာလည်းအရန်ကိုဝမ်းနေပြီးမျက်ရည်တွေစီးကျလာခဲ့ပါတယ်သူမစားလဲမစားတော့ဘဲနဲ့အခန်းထဲဝင်သွားခဲ့ပါတယ် ဆယ်ရက်လောက်ကိုတော့သူမတော်တော်လေးစူးစမ်းရုံးကန်ဖြတ်တန်းခဲ့ရပါတယ်။ရီယာနဲ့သူရဲ့ကလေးတွေကိုခေါ်ပြီးပြန်သွားခဲ့ပါတယ်။ရှေ့မှာကျောင်းရက်ရှည်နှလားပိတ်တဲ့အခါကျရင်ဘယ်လိုလုပ်ကြပါမလဲ။ကိုမလက်အတော်လေးစိတ်ပြန့်နေခဲ့တာပေါ့။နွေရသည်ကြီးမှသူရဲ့ကလေးတွေကိုခေါ်ပြီးရီယာပြန်ရောက်လာရင်ဘယ်လိုလုပ်မလဲ။ဒီအချိန်မှာသူမလည်းအတော်လေးအချိန်လေးစိုးသွားတော့မှာပါ။စိုက်ပြနေတဲ့ကိုမလ်ကိုတွေ့ခဲ့ရတဲ့အခါမှာသူရဲ့တမီးလေးအန်ဂျလီပြောလိုက်ပါတယ်အမေရဲ့ဘာလို့စိုက်ညစ်နေရလဲအတော်ပြန်သွားပြီမဟုတ်လားအမေစိုက်ပြနေတာအဲ့ဒါကြောင့်မဟုတ်ပါဘူးတမီးလေးရဲ့ သူပြန်သွားတာကိစ္စမရှိဘူးနောက်ထပ်ရက်အနေငယ်ဆိုလို့ရှင်တော့သူပြန်လာလိမ့်မယ်အဲ့ဒါကလည်းဒီမှာသူနောက်ထပ်နှစ်လလောက်လာနေအောင်မှာဒါဆိုရင်တော့တမီးတို့လည်းအဖွားရဲ့အိမ်ကိုသွားနေကြမယ်လေမဟုတ်တာတမီးရဲ့အတော်ကနေကောင်းတာမဟုတ်ဘူးလေအမေတို့ဟိုမှာကြာချီသွားနေမယ်ဆိုရင်တော့တို့ကောင်ကြဆဲတွေအများကြီးပိုကုန်နေလိမ့်မယ်ဒီအချိန်မှာကျွန်တော်ကလည်းလာပြောလိုက်ပါရီဒါဆိုရင်ဒီလိုလို့ဒီတစ်ခါကြောင်ပိတ်ရကြရင်မင်းကငါညီမရဲ့အိမ်မှာသွားနေလိုက်အမေကိုငါဖျားဘူးလှုပ်ပေးလိုက်မယ် ဒါကြောင့်ကိုမလကလည်းကြောင်းပိတ်ရက်ရောက်ပြီးဆိုတာနဲ့သူ့ရဲ့အဝတ်အစားတွေကိုအားလုံးထုတ်ပေါ်ပြီးခလေးတွေနဲ့အတူတူသူ့ရောင်မအင်သွားလိုက်ပါရီ။ရီယာကလည်းသူ့ရောင်မလေးကိုခလေးတွေနဲ့လာတာတွေ့ရနဲ့အရန်ကိုအံ့အားတင်သွားခဲ့ပါရီ။ဘလို့ဖြစ်တာလဲရောင်မရဲ့ခလေးတွေနဲ့အင်ကိုရောက်လာတယ်။ရောက်တရဘာကိစ္စများရှိလို့ရောက်လာရတာလဲ။ရောက်တရတော့ဘယ်ဟုတ်ပါမလဲရောင်မရဲ့ကျမခလေးတွေကလည်းအရန်ကိုကြည်ကြနေကြတာ။ အတော်ကသူ့အိမ်ကိုခဏခဏလာလေတယ်။သူတို့ကြတော့အတော်ရဲ့အိမ်ကိုသွားမလဲရဘူး။ရဟန်းကိုပြင်းတာပဲဆိုပြီးတော့ပြောနေကြတယ်။ကျမလည်းခလေးတွေပြောပါစေဆိုပြီးခေါ်လာခဲ့လိုက်ကြလေ။အခုကျမတို့ကြောင်ပိတ်ရက်ရှိနှစ်လအောင်ဒီမှာပဲနေမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာရီယာအတော်လေးကိုလန်သွားခဲ့ပါတော့တယ်။ဒါပေမဲ့လည်းသူပြောလိုက်ရပါတယ်။ဒါပေါ့ဒါပေါ့ဒါပေါ့ရှင်။ခလေးတွေကရီယာရဲ့အခန်းထဲကိုသွားပြီးနောက်မှာတော့တောင်းကြဆောက်ကစားနေခဲ့ကြပါတော့တယ်။အခန်းတစ်ခုလုံးကိုရှောက်ရှောက်ပွားနေအောင်လို့ဖြတ်စည်းပြစ်ကြပါတယ်။ အမေကြီးကျမတို့မနက်စာလုပ်ပြီးသွားရင်တော့နေ့လယ်စာကိုလည်းကောင်းကောင်းလေးချက်ပြီးနော်ကျမအိမ်ကနေထမင်းမစားတော့ခင်ဘူးရီယာကလည်းအသက်ပြင်းတစ်ချက်ချပြီးနောက်မှာတော့ပြောလိုက်ပါရည်ဒါဆိုရင်တော့ကျမကိုမိဖို့ခန်းထဲမှာနည်းနည်းဝိုင်းကူလုပ်ပေးအောင်လေကိုမလကသူရဲ့လက်မှာတခါရဲပါတီစီပြီးမှလာခဲ့ရပါသူမပြောလိုက်ပါရည်ကျမအလုပ်အရန်လုပ်ပေးချင်တာပေါ့ရှင်ဒါပေမဲ့ကျမရဲ့လက်ကိုလည်းကြည့်ပါအောင်ထန်ရာကြီးနဲ့ရောင်မကျမအိမ်ကိုလာတဲ့အချိန်တုန်းကကျမလည်းအလုပ်တွေအားလုံးကိုတယောက်တည်းလုပ်ခဲ့ရပါလေရီယာကလည်းတယောက်တည်းမိဖို့ခန်းထဲဝင်သွားပါရည် ဒါနဲ့အမရေအမရဲ့အကိုအကျော်လည်းထမင်းကိုဒီမှာပဲချက်လိုက်တော့သူဒီမှာလာစားလိုက်မယ်မနက်ကျရင်သူအတော်ထမင်းစားရတခါတည်းထုတ်ပေးလိုက်ပါဦးကိုမိုင်ကတော့ရီယာအရင်တုန်းကလုပ်ခဲ့တဲ့ပုံစံအတိုင်းချိန်တိပြန်လုပ်ခဲ့ပါတယ်ရီယာကတော့တပတ်အတွင်းမှာပဲအတော်လေးစိတ်ပြတ်သွားတဲ့အကျော်လာပြောလိုက်ပါတယ်ဒါနဲ့ရောင်းမဘတော့အိမ်ပြန်ပါလေအင်းတောင်ပည့်ရကောင်းဝိုင်းတော့ပြန်မယ်လေခလေးရေဒီကိုလာရတာဘလောက်တောင်ပြောနေလဲဆိုတော့ကိုကြည့်အောင်လေ အမြဲတမ်းကြောင်ပိတ်ရောက်ပြီးဆိုလို့ရှင်တော့ရောင်းမလည်းကျမတို့အိမ်ကိုလာတယ်လို့မျိုးကျမလည်းအခုလာခဲ့မယ်ခလေးတွေလည်းအရန်ကိုဝမ်းသာပြောရွှင်နေကြတဲ့ခလေးတွေပြောရင်တော့ကျမလည်းအရန်အောင်ပြောတာပဲရှင်ရီယာကတော့သူ့ရောင်းမကိုမလကိုအိမ်ကနေတတော်လေးမောင်းထုတ်ချင်နေခဲ့ပါပြီရက်တွေတဖြည်းဖြည်းကုန်းဆုံးလာခဲ့ရတဲ့အများခလေးတွေကလည်းပို့ပြီးစိုးသွားလာခဲ့ကြပါတယ်တရမတော့ရီယာလုံးဝကိုတီးမခံနိုင်ကြတဲ့အဆုံးမတော့ပြောလိုက်ပါတယ်ရောင်းမရေတော့ပါတော့အခုဆိုလို့ရှင်တော့ဆယ်ရက်လောက်ရှိနေပြီသွားလိုက်ပါတော့ရှင်အော်အမရေအခုအကြောင်းပိတ်ရက်ကအများကြီးပဲလို့သိရဲ့ ကျမအရင်ကပင်ပန်းနေပြီးနောက်ထပ်ဘာအလုံးမထပ်ပြီးတော့မလုံနိုင်တော့ဘူးခါကလည်းကြိုးတော့မယ်။ကျောင်းမကျမရဲ့အိမ်ကိုလာတဲ့အခါတိုင်းဆိုလို့ရှိရင်ကျမတယောက်တည်းအလုပ်တွေအကုန်လုံးကိုလုပ်ရတာဘလောက်တောင်မှပင်ပန်းလဲရဲဆိုတာကိုသိလား။အဲ့ဒါကြောင့်ကျမလည်းအခုကျောင်းမအိမ်မှာပြန်လာနေရလိမ့်။ကျောင်းမအိမ်မှာပြန်လာနေတော့ကျောင်းမအနေနဲ့ကျမကိုအဲဝေါ်ကျေပြွန်စွာနဲ့အဲခံပေးရမှာပေါ့အခုကျမကိုအိမ်ရနေမောင်းထုတ်နေရလားတော်ပါတော့တော်ပါတော့ငါဘလောက်တောင်မှမှားသွားလဲဆိုတာကိုကောင်းကောင်းသိပါပြီကျမအိမ်ကိုအမြဲလာတဲ့အတွက်ကျောင်းမအလုပ်တွေအများကြီးလုပ်ရတယ်ဆိုတာကိုလည်းသဘောပေါက်ပြီ နောက်ဘယ်တော့မှအကြောင်းပြချက်မရှိဘဲနဲ့မိဘအိမ်ကိုပြန်မလာတော့ပါဘူး။ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်မအခွင့်လောက်ပါနော်။ဘလို့မဆိုကျွန်မရဲ့ဒုက္ခတွေကိုနားလည်သွားတယ်ဆိုရင်ပဲကျွန်မကတော့ကျေနပ်နေပါပြီရှင်။တကယ်တော့အမကမကောင်းတဲ့သူတော်လည်းမဟုတ်ပါဘူး။အရန်ကိုတကယ်ကောင်းမွန်လုံးပါလေ။ဒါပေမဲ့မိဘအိမ်ကိုခဏခဏပြန်လာတဲ့ရှောင်းမကတော့ဘယ်တော့မှမကောင်းဘူးနော်။အဲ့ဒါကိုတော့သိထားတယ်လေ။ဒီနောက်ရီယာကလည်းဘယ်တော့မှထပ်ပြီးတော့မိဘအိမ်ကိုအကြောင်းပြချက်မရှိဘဲနဲ့မသွားတော့ပါဘူး။ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်